ညောင်မြမျိုးကအဖွက်လိုက်ကြိုက်တဲ့ကြောင်းတူလေးဒီကအမကဘဝမ်းပြေနော်ဘဝမ်းမရလို့ရှင်လဲအဖွက်လိုက်ရတယ်ကချင်မလက်တီမီစန်းကြီးပေါ့ဟယ်လိုမျိုးတွေ ဒီမနက်မှာအခုကျွန်တော်ဗီဒီယိုလေးတွေတင်နေတဲ့ညောင်းမြတောင်းသူလေးကိစ္စကအဲတကယ်အားရကျေနပ်စရာတခုတော့ဖြစ်လာပြီကျွန်တော်တို့တွေနေမဟုတ်ဘူးညောင်းမြမျိုးစုမျိုးသားတွေကပါအဲဒီအမကကြောင်းချစ်မှာသွားပြီးတော့နေလာတဲ့သူဘက်ကနေရက်တီပြီးဝန်းရံပြီးတရားမျှတမှုရရှိဖို့အတွက်ကိုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ အထက်6မြောင်းများမျိုးကအုပ်စုဖွဲ့ပါရိုက်တဲ့အမှုနဲ့ပတ်သက်ပြီးမြို့ခံတွေကကျူးလွန်ခံရသူကလေးဘက်မှနေပြီးတရားမျှတမှုရရှိရေးဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောပြလာသည်မှုအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါအောင်ခင်ဗျာ။ ောက်လို့မျိုးတွေမင်္ဂလာပါဒီမနက်မှာအခုကျွန်တော်ဗီဒီယိုလေးတွေတင်နေတဲ့ညောင်မြတောင်းသူလေးကိစ္စကအဲတကယ်အားရကျေနပ်စရာတစ်ခုတော့ဖြစ်လာပြီကျွန်တော်တို့တွေနေမဟုတ်ဘူးညောင်မြမျိုးစုမျိုးသားတွေရပါအဲဒီအမကကြောင်းချစ်မှာတွားပြီးတော့နေလာတဲ့သူဘက်ကနေရက်တည်ပြီးဝန်းရံပြီးတရားမျှတမှုရရှိဖို့အတွက်ကို ောင်ရွက်ပေးနေကြပြီအဲကျွန်တော်လည်းကိုရင်းစာတဲ့စိတ်ကောင်ဖြစ်လာတဲ့ဒေါသလေးတစ်ခုနဲ့ဒီကိစ္စမှာကျွန်တော်လည်းဗီဒီယိုလေးတွေပေါ့နော်အခုကျွန်တော်ရင်ထဲမှာရှိတာလေးတွေကိုဖြစ်သိပြလိုက်တာလေးတွေကိုကျွန်တော်ပြောပြဆိုပြတဲ့ဗီဒီယိုလေးတင်းတင်းနဲ့ကျွန်တော်လည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ရောက်နိုင်တဲ့အထိကျွန်တော်သွားဖို့ဆုံးဖြတ်ထားတယ်ဆုံးဖြတ်လိုက်ပြီ မနေ့ကညကတော့ကျွန်တော်မျောင်းမြဆင်းမှုအစီအစဉ်တစ်ခုဆွဲနေတယ်တကယ်ပဲတော့မှာအဲအဲ့ဒီအပေါ်မှာလည်းကျွန်တော်ဘယ်သူတူတယောက်ဆက်မှာငွေကြီးရေအကူအညီမယူဘူးအဲကျွန်တော်ငွေကြီးနဲ့ပဲကျွန်တော်လုံနိုင်တဲ့အတိုင်းအတာကြီးကျွန်တော်သွားပြီးတော့အကူအညီလုဆောင်ပေးမှာနင်းနာဒီဘက်ကနေပြီးတော့ရန်သွားပြီမှာရန်သွားပြီမှာမဟုတ်ဘူးနော်အဲကျွန်တော်လိုအပ်ရင်လည်းအဲလက်ရှိကျူးလူတွေကာကွယ်ရှင်တွေကိုကျွန်တော်အညီညီမြေတရက်ခံပြီးတောင်းပါမယ် နေလာတဲ့ကောင်မလေးဘက်ကနေပြီးတော့စိတ်ချင်းလေးပြန်လဲပြီးတော့ငကိုတိုင်းဖြစ်ဖို့ရဲ့သူများဒန်းတူညီတူကွာလာနေထိုင်နိုင်ဖို့အတွက်သူစိတ်တွေခွန်အားချိဖို့လိုတယ်အရင်အချိန်တွေတခုပြန်ရောက်ဖို့လိုတယ်အဲ့ဒီအတွက်လေးသွားမှာအဲနောက်ဆုံးညလို့အဲ့လိုရှိရင် sorry အခုရရရင်ကျွန်တော်ရာဇဝင်မှုတွေကျွန်တော် တကယ်လို့ဗောနော်အဲ့ဘက်ကအခြေအနေမထူးဘူးဆိုရင်တော့ကျွန်တော်တကယ်သွားမှာပါအဲကျွန်တော်တကယ်ကြီးကြီးတော့သွားဖို့လည်းကျွန်တော်ဖြေနိုင်ထားတယ်ပြောဆိုထားတယ်အဲကျွန်တော်ကလည်းအခုလိုသွားမယ်လာမယ်ဆိုရင်လူလူရင်ပြောပါတို့ဝေးကြီးသူတွေပြောပါတို့သူပြောထားတဲ့အကူအညီမတွေလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်အားရလက်မခံပါဘူးအဲကျွန်တော်တက်နိုင်တဲ့ဘက်ကနေကျွန်တော်တက်နိုင်တဲ့လောက်အဲကျွန်တော်သွားမှာပါတော့ဒါပေမဲ့ဒီနေ့မနေ့တော့မြေရတွေ့ရတာဒီတကယ်အားရကြတယ်ဒီကတကယ်အားရခြင်းနဲ့ဆရာပါ ဟိုဝမ်းသာနေတယ်ဆိုတာထက်ဖြစ်သင့်ဖြစ်လိုက်တာကိုမြင်ရလို့ကျင်းနှံ့မိတာပါနောက်နောက်ကိစ္စပြောကျူးလွန်ခံရတဲ့ကလေးပေါ့နော်အဲကျူးလွန်နေတဲ့ကလေးတွေပေါ့နော်လူကျူးလွန်တာကကျူးလွန်ခံရတာကနှခုလွန်ကလေးတွေအမကျူးလွန်ခံရတဲ့ကိစ္စမှာတော်တော်ကြီးကိုမခံကြီးမခံတာဇာတိထားဖြစ်သွားပါဘုနော်ဖြစ်သွားခြင်းမှာ အဖြေရှင်းပေးကြမယ်ဟိုပြီးပြအောင်မဖြေရှင်းဘူးမဖြေရှင်းဘူးပါနော်ကျောင်းဟိုဆရာမကြီးလည်းပြီးပြအောင်မဖြေရှင်းဘူးနောက်သက်ဆိုင်ရာမိဘတွေကလည်းနောက်ဟိုအုပ်ချုပ်ရေးမှုတွေလည်းပြီးပြအောင်မဖြေရှင်းဘူးကိစ္စတစ်ခုကိုဖြေရှင်းတဲ့နေရာမှာဗမာစကားရှိတယ်ပြီးပြတယ်ဆိုစကားရှိတယ်ပြီးရုံနေဖြေရှင်းလို့မရဘူးပြတ်ပါပြအောင်ဖြေရှင်းပေးရတယ်တချို့အိုကိစ္စရိုးအကြီးကြီးတော့ဖြစ်ချင်းပြလေပြီးသွားတယ်ဒါပေမဲ့မပြက်ဘူးမပြက်ဘူးမပြက်တဲ့ချိန်မှာနောက်ဆက်တွေဆောက်ပဒနာထပ်ပြီးတက်ကြတာပေါ့နော်ဟုတ်ကဲ့ထားရတော့ ်အမကျူးလွန်ခံရတဲ့ကလေးဘက်ကတာသမီချင်းကိုကျင်းစာကြည့်ရင်ဘလို့မှခံစားလို့မရဘူးအဲ့ဒါတကယ်ဆက်တက်အကြီးမားဆုံးလွယ်ရတာတခုကပါလဲဆိုတော့ကျူးလွန်တဲ့ကလေးတွေကလည်းကလေးတွေဆိုတာကိုဘယ်မီဒီယာမှာနော်နောက်ပြီးဘယ်ဆိုရှယ်အင်ဖလူးဆာမှာအဲ့ဒါကိုဂရုစိုက်ရအောင်မသိဘူး ရန်ဆိုးအောင်လာကြည့်ရကျွန်တော်နိုင်ငံကျွန်တော်ခုအားကအကျိုးလွန်ခံရတဲ့ကလေးကိစ္စကိုပြောမှာမဟုတ်ဘူးကျိုးလွန်တဲ့ကလေးတွေအကြောင်းပြောမှာအကျိုးလွန်ခံရတဲ့ဘက်ကဘယ်လောက်နစ်နာလဲဆိုတော့ကျွန်တော်ရင်ထဲမှာခံစားလို့ရတယ်အဲ့ဒါတက်တက်ထားတယ်အခုကကျိုးလွန်တဲ့ကလေးတွေပဲဆက်စစ်နေမပြေသေးဘူးအမှားတစ်ခုလုံးပြီးပါတယ် အဲ့ဆက်ချင်းနဲ့မပြည့်ခင်မှာလုံပြီးတဲ့အမှားသူတို့ရဲ့တစ်ဘွာလုံးပေါ်အရေးမဲတစ်ခုနဲ့လိုက်တော့မှာသူတို့ရဲ့မျက်နှာကိုကြည့်ပြီးတော့သူတို့ရဲ့ရုပ်ရည်ရုပ်ရည်သွင်ပြောင်းကြည့်ပြီးတော့တက်တလုံးအဲ့ဒါကြီးကအရေးမဲတစ်ခုနဲ့ပါတော့မှာဟောတရားလားခရတော့တက်တလုံးမှန်ငယ်ဘူးလို့လားတက်တလုံးမှန်ငယ်ဘူးလို့လားကလေးဘွားပြောတာမဟုတ်လူကြီးဖြစ်တဲ့အချိန်လူကြီးဖြစ်တဲ့အချိန်ဒီတာဝန်တစ်ခုယူရတဲ့အနေထားရောက်တဲ့အချိန်ဒီခင်ဗျားတို့ မှားကင်းလို့လားဂျန်လေးစင်ကတော့ရှင်းတယ်ဂျာလေးစင်အက်သစ်တွေမှာလည်းရှင်းတယ်အဲ့လိုမျိုးဖစ်တင်တွေတားကောင်တွေဘယ်တော့မှမျက်နှာမပြရဘူးအကျူးလွန်ခံရတဲ့ကလေးကလည်းအနိုင်ကျင့်ခံတဲ့ကလေးကလည်းတားကောင်ပဲအဲတားကောင်ရင်မျက်နှာမပြရဘူးအဲ့ဒီဒူးလုံခဲတဲ့ကလေးမျက်နှာမပြရဘူးခင်ဗျားတို့ဘာလို့ပြနေကြရတော့အိတ်ကလေးဘလောက်အဲ့ရရဲ့ဟိုတက်ရောက်လာမဲ့ထိခိုက်မှုအိတ်ကလေးဟန်တယ်လုံးနေမဲ့ထင်လို့လားအိတ်ကလေးမျက်နှာကိုပြနေအောင်ခင်ဗျားတို့က ။အခုဘက်ကပြလိုက်ရဲ့ထက်ပြထက်ပြကျင်မျက်နှာကိုဝါးပေးလေ။အတက်တက်ထားလိုက်။ကျူးလွန်တဲ့ကလေးတွေကဟောဆက်ရှင်နဲ့ပြေလို့လား။ဒါလည်းစင်မှာရှိတယ်။ဆက်ရှင်နဲ့မပြေသေးတဲ့ရာဇဝယ်သားတွေတရားခံတွေဘယ်တော့မှမျက်နှာပြကိုမရှိဘူး။အာမြန်မာနိုင်ငံမှာနေပုံတော့တကဘာလုံးအိတိုင်ပဲသွားနေရ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဆက်ရှင်နဲ့မပြေခင်မှာကျူးလွန်မိတဲ့အမားတစ်ခုကသူတို့ရဲ့တဘာလုံးကိုသွားပြီးတော့မှတက်ရောက်မှုဖြစ်စေရဘူးဆိုတော့အဲ့သိရှိတယ်။သူတို့လူလို့အောင်ပါလေ။ တစ်သလုံးလူလို့အောင်မှာတစ်သလုံးလူလို့အောင်မှာကိစ္စမှာတို့ဆက်ချင်းနေမပြည့်ခင်မှာကျူးလွန်ခဲ့တဲ့အမှားတစ်ခုကတို့ရဲ့တပွားလုံးလက်မိုးကိုထိုက်တန်လာလူသက်မှုကျူးလွန်သွားရဆိုတော့မှာဆက်ချင်းနေမပြည့်တဲ့တရားခံကိုမျက်နှာဝါပေးထားတာအတကပါလုံးတကပါလုံးနိုင်ငံတိုင်းနိုင်ငံတိုင်းအဲ့လိုမျိုးသွားနေရအဲ့တော့ခင်ဗျားတို့အဲ့ဒီကျူးလွန်တဲ့ကလေးတွေကအမှားတစ်ခုလုံးမိရတယ်တစ်သလုံးကခွေဖြစ်ခွေဖြစ်မဲ့ကိုခင်ဗျားတို့ဘာလို့ဆွလုတ်ချင်နေကြခင်ဗျားတို့ဘာလို့အစဉ်ပြေဖြစ်နေတာဘာရောက်ရကြနေကြတော့ခင်ဗျားတို့က အတန်းဖော်ကိုပေါတူးရုပ်ဖြင့်ရိုက်နှက်ခဲ့သည့်ចောင်းသားចောင်းတနည်းရနာခံရာတနင်္သာရီတိုင်းကောတောင်းမြို့အထက်က3အခြေခံပညာအထက်တန်းចောင်းတွင်အတန်းဖော်ကိုပေါတူးရုပ်ဖြင့်ရိုက်နှက်ခဲ့သည့်ចောင်းသားအားចောင်းတနည်းရနာပြီးမိဘများထံပြန်လည်အနှံ့ထားចောင်းစစ်ကောင်စီပညာရေးဝန်ကြီးဌာနကယမန်နေ့ဇွန်25ကထုတ်ပြန်သည့် ပြီးခဲ့သည့်ဇွန်လ9ရက်နေ့ကအထက်က3တွင် grade 9တက်ရောက်နေသည့်အသက်16နှစ်အရွယ်ကျောင်းသားတဦးကိုအတန်းဖော်သက်16နှစ်အရွယ်ကျောင်းသားကအတန်းထဲတွင်ပေါက်တူးရိုးဖြင့်ဦးကောင်းအားရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ထို့ကြောင့်ရိုက်နှက်ခံရသည့်ကျောင်းသားမှာကော့တောင်းရှိပြည်သူစေယုံတို့တက်ရောက်ကူတာခဲ့တော်လဲအခြေအနေစိုးရိမ်ရသည့်အတွက် ထိုင်းနိုင်ငံရနောင်းမျိုးတို့တွားရောက်စေကူတာမှုခံယူခဲ့ရသည့်လက်ရှိတွင်အဆိုပါចောင်းသားမှာဆေးရုံမှဆင်းပြီးဖြစ်ပြီးဂျမ်းမာရေးအခြေအနေကောင်းမွန်ကဒဏ်ရာတက်တာပြောက်ကင်းပါကចောင်းပြန်လဲတက်ရောက်သွားမည်ဖြစ်ကြောင်းစစ်ကောင်စီပညာရေးဝန်ကြီးဌာနကပြောသည်ထို့ပြင်ရိုက်နှက်ခံရသည့်ចောင်းသားအားပညာရေးမှုများအပါအဝင်တာဝန်ရှိသူများကတွားရောက်တွေ့ဆုံပြီးချက်တဆတိန်ထောက်ပံ့ခဲ့ကြောင်းလဲဆိုထားသည်အဆိုပါကိစ္စနှင့်ပတ်သက်ပြီးရိုက်နှက်မှုကျူးလွန်သူမှចောင်းသားနှစ်ဦးဖြစ်ကြောင်း လူမှုကွန်ရက်တွင်ပြောဆိုမှုများလည်းရှိသည်ထို့ကြောင့်အသေးစိတ်မေးမြန်းနိုင်ရန်ဖြစ်စဉ်တွင်ပါဝင်သူများ၏မိသားစုဝင်များအားဆက်သွယ်နိုင်ရေးကြိုးပမ်းနေစေဖြစ်သည့်ပြီးခဲ့သည့်ရက်ပိုင်းကလည်းအေယာဝတီတိုင်းမြောင်းမြမြို့အထက်က6မှចောင်းသူတို့အားအခြားចောင်းသူများကအုပ်စုဖွဲ့ရိုက်နှက်ပြီးဒူးထောက်တောင်းပန်ခိုင်းသည့်ဗီဒီယိုဖိုင်လူမှုကွန်ရက်တွင်ပြန့်နှံ့လာခဲ့ရာပြည်သူများအကြားဝေဖန်မှုများမြင့်တက်ခဲ့သည်။မဟုတ်ဆယ်ဆယ်မရလေမြောင်းမြမှာတာဝန်ချက်ဆယ်ဆယ်မလေဥပဒေကြောင့်နားမလည်ဘူးလား။အုပ်စုလိုက်ဝိုင်းပြီးတော့မှရိုက်ပိုင်ဝင်ရှိလား။ နင်တို့နေမလေးနင်တို့နေငါလဲရှင်တော့ဆရာမတယောက်ပါပဲနော်အခုမှလာငါကလေးတယောက်ရပါလို့ငါမလုတော့တာငါလဲစင်နာအောင်ဘူးတာငါလဲဘွဲရပြီသားပဲနော်ဆရာဆရာမတွေကဥပဒေဝင်တဲ့ကြောင့်နားမလဲဘူးလားចောင်းသားတွေကိုလိမ္မာရည်ကြီးအောင်လို့ဆုံးမပေးမနို့တာဝင်မဟုတ်ဘူးလားနင်တို့ကလိမ္မာအောင်လဲမဆုံးမပေးဘူးနော်ចောင်းသားတွေဒီတက်ဒီဂျိုင်းတဲ့ဂျိုင်းအောင်နော်ចောင်းမှာကြရင်ចောင်းဆရာမတွေ နော်ဆရာကောင်းတော့တပည့်ကောင်းတော့ဆရာရဲ့တပည့်မကောင်းတော့ဆရာရဲ့ခေါင်းနဲ့နှစ်ခေါင်းအုံနောက်ရှိစင်တာမြောင်းမြောင်းမတောင်းဝင်ကြတဲ့ဆရာမကငါပြောရနော်မဆိုင်တဲ့ဆရာမလည်းငါမပြောဘူးဆရာမတွေကဗါလဲဖုံးလာတယ်ဆိုရင်လေလင်းနေတဲ့ဗီဒီယိုကောပြောမယ်လင်းနေတဲ့တက်ကုတ်ခံတကောက်သွားခံမယ်ចောင်းသားတို့စားတယ်ဖို့မစင်တာဘူးဆရာမတွေနော်နင်တို့တွေနော်နုစားတက်လို့မို့နင်တို့ငက်လို့လုတာ လိုင်းမမကျင်းတဲ့ဆီယမ်မတဲ့ဖင်ကောရင်ကော노ဘလုဘလက်နဲ့တက်တော်လေးစော်တာဆီယမ်မကျင်းဝင်တဲ့ကွန်မြူနီတာေးចောင်းသားတွေကိုလိမ်မအောင်ရင်ကျင်းအောင်ဆုံးမရမယ်ဇင်မဖြစ်နဲ့ဇင်ဖြစ်လို့ရှိရင်လည်းအဲ့လိုမလုံးအောင်လက်မပါရဘူးစီကဲနေဆုံးမရမယ်ဆီယမ်မကောင်းရင်ဆီယာကောင်းရင်လေလိမ်မရည်စည်တင်စားဖို့ရာဆီယမ်မတွေတာဝန်နော်ဆီယမ်မတွေကလေငါကြည့်နေတယ်။တော့ငါအောင်နဲ့တူတွဲပဲကြဘူးတယ်။တော့ ငါနဲ့အရင်တုန်းကမန်းလေးအထက်ကနေမှအောင်တာဝန်ကြတာနော်ဆင်မကြောက်တော့ဘိုက်တော့ကြီးသွားတာပဲနော်ဆင်မတော့ဘိုက်ကြီးတာပဲအချောင်းအုပ်တီရောပညာရေးရုံးကဟာတွေရောဆင်မရောမဆုံးမတော့ဘူးလားဆင်မတွေကလေယောက်ျားလေးနဲ့ဟောဖုန်းဖုန်းနဲ့ကာရင်ပြီးလိုင်းတွေတက်တော့ရေးစော်တယ်ကလေးတွေကဘာမှမသိဘူးဆင်မတွေကလေစောက်ကြီးစောက်တယ်စောက်ဆင်မတွေအိမ်ကြီးတော့စောက်ခေါင်းလူကြီးတော့အောင်မောင်းဆိုဆင်မတွေ အပြောလိုက်အောင်မယ်နော်ဆီယမတွေကလေပြကြရတယ်သလားစောက်တိစောက်တဲ့လုတ်တက်ကောင်းပါလေကျောင်းသားရောလိမ္မာရောရင်းချောင်းတို့မဆုံးမတတ်ဘူးလားကလေးလေးကိုဆိုပါတစ်ချက်ရိုက်တယ်နောက်တော့ကထိုက်ရိုက်တယ်ငါတော့အဲ့လိုလုပ်ကြည့်လေပသိန်ကဆီယမနဲ့ဆီယာနဲ့ကိုလေလဲမျိုးတွေ့နေပါမှာဖေလုံးကဖာသမဆီယမတွေဖာသတော့တော့အဆင်မရှိဘူးဖေလုံးမဖာသမဆီယမတွေငါသားသမီးကအဲ့လိုလုပ်ကြည့်ငါသားသမီးကြီးလာလို့လေနင်တို့အဲ့ဒီမြောင်းမြတ်မှာလာပြီးကြောင်းအမ်းမှာ ငါသားသမီးလောက်ကြီးငါသားသမီးတော့လောက်ကြီးစက်ခွက်ကိုဖျက်ရိုင်းမှာဆရာမလေးတညာအိတ်မှုပါငါတက်ပါရိုင်းမှာကျောင်းဆရာမကျောင်းအုပ်တွေပါပါစတန်းစီပြရဖေလောမဖာသမဆရာမလေးဒိဗေမရှိငါတို့မခံနိုင်ဘူးသားသမီးကြီးကိုကျေးဇူးနာတယ်ဖာသမလေးရဲ့ကျောင်းဆရာမလေးလင်နာယူဆုံးမှုဖာသမဆရာမမြန်မာနိုင်ငံကျောင်းတရောင်းလုံးကမြန်မာနိုင်ငံဆရာမလေးကိုခြုံခြုံဆဲတာမကျင်းတဲ့ငါကောက်ဘလို့တော့အောက်ကြည့်မဆိုင်ဘူးကလေးလေးတောင်ဆက်